အမ်ပါဘေကိုချန်ပီယံလိမရအောင်ဝိုင်းလုံနေကြသလားဘလုံးလောကရဲ့ထူးချွန်ဆုံးတိုက်စစ်မှုတွေတကတူအုပ်ဖြစ်တတ်မှတ်ခံထားရသူဖြစ်တဲ့ကီလီယန်အမ်ပါဘေဟာသူ့ရဲ့ကစားသမားဘဝမှာထူးထူးခြားခြားလက်ဟာနေတဲ့နေရာတစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့ဥရောပရဲ့မြင့်မြတ်ဆုံးစူပါလာဖြစ်တဲ့ချန်ပီယံလိဖလားပဲဖြစ်ပါတယ်သူဘယ်အသင်းကိုပဲရောက်ရောက်ချန်ပီယံလိဖလားနဲ့ကံမဆက်ဖို့လို့ဆိုရမလို့ပါပဲ2022ခုနှစ်တုန်းကလည်းရီယယ်မက်ဒရစ်လိုချန်ပီယံလိရဲ့ဘယင်လိုတင်စားလို့ရတဲ့အသင်းရဲ့ကံလဲမှုကိုညှင်းပယ်ခဲ့ပြီး ပြည့်ကြီးမှာဆက်နေခဲ့တာဟာအတော်လေးကိုအားအသင့်စရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။သူညင်းပယ်ပြီးတဲ့နောက်မှာတော့2024ခုနှစ်မှာ MBP မပါဝင်တဲ့ Real Madrid တင်းဟာ Champions League ဘလောက်ကိုအောင်မြင်စွာဆုကူးသွားခဲ့ပါတယ်။ဒီအောင်မြင်မှုအပြီးမှာတော့ MBP ရဲ့သူ့ရဲ့အိမ်မက်အသင်းဖြစ်တဲ့ Real Madrid စီကိုနောက်ဆုံးပြောင်းရွှေ့ခဲ့ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲ2025ခုနှစ် Champions League မှာတော့ Real Madrid ရဲ့ Quarter Final အဆင့်ကနေလက်ပြန်ခဲ့ရပါတယ်။ MBP အတွက်တော့ Arsenal လိုပဲ Champions League ဘလောက်နဲ့သူ့ရဲ့ကန်ကြမ္မာဟာပြည်စပိတ်သမုဒ္ဒရာနဲ့ Atlantic သမုဒ္ဒရာလိုလိုဘလို့မှပေါင်းဆက်လို့မရတဲ့အရာတစ်ခုလိုဖြစ်နေပါပြီ။ပိုပြီးထူးခြားတာကတော့ MBP ရဲ့အသင်းဟောင်းဖြစ်တဲ့ PSG ဟာ သူတက်ခွာသွားပြီးရဲ့နောက်ပိုင်းအခု2025ခုနှစ်မှာတော့ချန်ပီယံလိဂ်ဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့တာပါပဲအမဘေ PSG မှာရှိနေစဉ်တုန်းကဆိုရင်ควอเตอร์ဖိုင်နယ်အဆင့်ကိုတောင်ကြော်ဖို့မနေရုံးကန်ခဲ့ရတဲ့အသင်းဟာအခုတော့ဥရောပရဲ့အကောင်းဆုံးအသင်းဖြစ်လာဖို့လက်တကမ်းလိုကိုရောက်ရှိနေပါပြီဒီဖြစ်ပျက်တွေကိုပြန်ကြည့်မယ်ဆိုရင်အမဘေဟာဘယ်အသင်းကိုပဲရောက်ရောက်ချန်ပီယံလိဂ်ပလားနဲ့ကံမပါဘူးလို့ပြောရမလို့ဖြစ်နေပါပြီတစ်ချိန်တုန်းက PSG ရဲ့ကနေဝင်တိုက်စစ်မှုကြီး Ibrahim Mobile ချန်ပီယံလိဂ်ဖလားနဲ့ဝေးခဲ့တယ်လို့အမဘေလည်းအလားတူလမ်းကြောင်းဖို့ကိုရောက်နေပြီလားဒါမှမဟုတ် Real Madrid နဲ့အတူကန်ဆုံးမှုကိုတူကျော်လွားနိုင်မလားဆိုတာကတော့စိတ်ဝင်စားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် गया अमर बजे गया